သူတယောက်အနေနဲ့ဆန်းသက်ပြီးတော့မဲပေးကြည့်ရအောင်မဲယုံမှုကဟိုဘက်ကနေပေါ့နော်သူကထိန်းချုပ်ကလေးကိုနှိပ်ပေးมาဖြစ်ပါတယ်ဘလက်ကလေးကိုနှိပ်လိုက်ပြီဆိုတော့ねဒီမှာအာကိုမဲပေးရမယ့်ဆက်မှာမီးလေးစိမ့်လာပါဘူးဒီမီးစိမ့်လေးလင်းလာပြီဆိုရင်ဒီမှာရှိရတဲ့ပါတီတွေကနေကိုမဲပေးတဲ့ပါတီဥမာမင်းကစတော်ဘယ်ရီသီးပါတီကိုမဲပေးတင်တယ်အဲ့တော့စတော်ဘယ်ရီသီးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်တဲ့အချိန်မှာဒီမှာအဲကြာလာပြီစတော်ဘယ်ရီသီးပါတီ ရလက်ကချက်ချင်းထွက်လာတာပြီးတော့ဒီဘုံနဲ့ဝင်သွားမယ်ဒီမှာဆိုရင်အကာရန်နေနဲ့ဒီဟာကိုလည်းမဲပေးရလူတယောက်ပဲမြင်ခွင့်ရတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဆန္ဒလှုပ်ဝက်လှုပ်ဝက်ဆန္ဒမဲပေးရလဲအဆင်ပြေပါတယ်ပြီးတော့ကိုပဲမဲပေးခြင်းတဲ့ပါတီကိုခလုတ်လေးတစ်ချက်တည်းနှိမ့်ယုံနဲ့လွတ်လွတ်ကူကူပေးနိုင်တဲ့အတွက်ကြောင့်လုပ်ငန်းလုံဆောင်ချက်တရားလည်းအမတန်အမြန်ဆန်အဆင်ပြေရဖြစ်ပါတယ် ပါရှင်ခြေသေးတို့ဗလော်လေးကနေပြန်လဲကြိုဆိုလိုက်ပါရယ်ဒီနေ့မေတို့ရောက်ရှိနေတဲ့နေရာကတော့ဒီဟောနော်မကြမီကျင်းပတော့မယ်ပါတီစုံဒီမိုကရေစီထွေထွေရေကောက်ပွဲကြီးအတွက်မြန်မာ electronic voting machine MVVN တွေကိုအသုံးပြုပြီးတော့ဘယ်လိုမဲပေးထားမယ်ဆိုတာကိုပြည်သူလူထုအသိပညာပေးရှင်းလင်းတာနဲ့ပြည်သူလူထုကနေပြီးတော့လက်တွေ့စမ်းသပ်မဲပေးခြင်းပြုလုပ်တဲ့ခန်းနာကိုရောက်ရှိနေရပဲဖြစ်ပါတယ် အဲ့တော့ဒီဘလော့လေးကနေတစ်ဆင့်ပေါ့နော်ဒီ MVVN ကိုအသုံးပြုပြီးတော့ကိုပေါ့နော်ကိုပေးတင်တဲ့ပါတီကြီးကိုဘလို့ဆန္ဒမဲပေးရမယ်ဒီ MVVN ဆက်တွေကိုအသုံးပြုလို့ဘလို့မျိုးပေါ့နော်လွယ်ကူအဆင်ပြေတာရှိမယ်အကျိုးကျေးဇူးတွေရှိမယ်အဲ့ဒါတွေနဲ့ပြည်သူတွေရဲ့ခံစားချက်တွေနောက်ဒီပေါ့နော်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အဲခံစားချက်လေးတွေရွေးကောက်ပွဲနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်လေးတွေကိုအဲအတူတူဒီဘလော့လေးကနေပြီးတော့ပေါ့နော်လေ့လာကြည့်လိုက်ကြအောင်နော် ွေကောက်ပွဲကော်မရှင်ပေါ့နော်အဖွဲ့ခွဲအဲရဲဥက္ကဋ္ဌတယောက်အနေနဲ့ပေါ့နော်အဲဆက်ဒီဒီလာမယ့်ရွေးကောက်ပွဲအတွက်ပြင်ဆင်ဆောင်ရွက်မှုလုပ်ငန်းလေးတွေကိုလည်းရှင်းပြပေးပါအောင်ရှင်။ဒါမဲ့ဒီဒီဇင်ဘာလမှာရွေးကောက်မယ်လို့နိုင်ငံတော်ကတမှတ်ထားပေးပါတယ်ခင်ဗျ။အဲ့တော့နိုင်ငံတော်ကတမှတ်ထားပေးတယ်။ဒါမဲ့ဒီဇင်ဘာမှာမဲပေးနိုင်မှုတော့ကိုပြည်သူပြည်သားတွေနားလည်အောင်ပြည်သူပြည်သားတွေတက်ကြွအောင်ဆိုပြီးနိုင်ငံတော်ကပြီးကျွန်တော်တို့တွေအသိပညာပေးပေးဆိုတော့လုပ်ငန်းကြီးကိုစတင်ခဲ့ပါတယ်။လုပ်တဲ့နေရာမှာလည်းကျွန်တော်တို့ကစက်တွေပါတည်သွားပြီးတော့စက်တွေနဲ့မိမိတို့ကိုယ်တိုင်မဲပေးနိုင်စွမ်းရှိတဲ့ဒီတိုင်အောင် တင်ပြပြီးတယ်အသိပညာပြောပြပြီးတယ်ဟောပြောပြီးတော့မှကျွန်တော်တို့ဒီ site တွေကို pick ကင်ခဲ့ပါတယ်ခင်ဗျာအဲ့လို pick ကင်တဲ့ခါမှာပြည်သူလူထုတွေကနေပြီးတော့ပထမဆုံးချိန်နဲ့စမ်းတက်မဲ့ပြီးခြင်းကိုပြုလုပ်လာတာကိုတွေ့ခဲ့ရပါတယ်ခင်ဗျာဒီ ambient set ကိုပြည်သူလူထုတွေကိုကျွန်တော်မေးကြည့်တဲ့ခါကျတော့အင်မတန်မှလွယ်ကူတာကိုလည်းကျွန်တော်ပြောပြတယ်သူတို့ကလွယ်ကူပါတယ်တဲ့ခလိုလေးတစ်ချက်နဲ့လိုက်ယုံနဲ့မဲပေးပြီးသားဖြစ်သွားပါတယ်ခင်ဗျာပြည်တော်လွတ်တော်အမျိုးလွတ်တော်တိုင်းနိုင်ငံလွတ်တော်သုံးရစလုံးကိုအချိန်တိုတွင်းမှာပဲပြုလုပ်ရပါတယ်ဒီ set ထဲမှာပဲအဆက်ချစ်ချက်ပါလာပါပြီခင်ဗျာ တိုတဲ့ခလုတ်တွေပါလာတယ်ကလီယာခလုတ်တွေပါလာပါတယ်တနေ့တာလို့မဲပြတာတဲ့စနစ်အတွက်ကိုကျွန်တော်မဲပြတဲ့စနစ်ကနေပေါ်ပြတဲ့ဆက်ကိုပါရှိတဲ့အတွက်ကြောင့်မို့ဆရာဆမတွေမှာအချိန်လည်းတက်တာတယ်ပြီးတော့လိန်မှုညာမှုလည်းမရှိတော့ပါဘူးဖောင်းပွားခြင်းလည်းမရှိတော့ပဲနဲ့တိတိကျကျပြီးနေတဲ့အတွက်ကြောင့်မို့ဒီဆက်တွေကိုကျွန်တော်တို့အမတန်မှလည်းယုံကြည်ကြည်နဲ့ပေးကြပါဘူးပြီးလို့သူ့ရဲ့ချပြခဲ့ပါတယ်ခင်ဗျာပြည်သူတရားအနေနဲ့စမ်းသပ်ပြီးတော့မေးပေးကြည့်ရအောင်မေးရုံမူကဟိုဘက်ကနေပေါ့နော်သူကထင်းချောက်ကလကိုနှိပ်ပေးมาဖြစ်ပါတယ်ဘလက်ကလကိုနှိပ်လိုက်ပြီဆိုတော့လည်းဒီမှာအာကိုမေးပေးရမယ့်ဆက်မှာမီလီစိမ့်လာပါဘူး ီမီးစိမ်းလေးလင်းလာပြီဆိုရင်ဒီမှာရှိရတဲ့ပါတီတွေကနေကိုမဲပေးတင်တဲ့ပါတီဥမာမင်းစတော်ဘယ်ဒီပါတီကိုမဲပေးတင်တယ်အဲ့တော့စတော်ဘယ်ဒီကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်တဲ့ချိန်မှာဒီမှာအဲကြလာပြီစတော်ဘယ်ဒီပါတီရလကချက်ချင်းထွက်လာတာပြီးတော့ဒီဘုံနဲ့ဝင်သွားမယ်ဒီမှာဆိုရင်အကာရန်နေနဲ့ဒီဟာကိုလည်းမဲပေးရလူတယောက်ပဲမြင်ခွင့်ရတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဆန္ဒလှုပ်လှုပ်ဆန္ဒမဲပေးရလဲအဆင်ပြေပါတယ်ပြီးတော့ကိုပေးမဲပေးတင်တဲ့ပါတီကိုခလုတ်လေးတစ်ချက်တည်းနှိပ်ရုံနဲ့လွယ်လွယ်ကူကူပေးနိုင်တဲ့အတွက်ကြောင့်လုပ်ငန်းလုံဆောင်ချက်တရားလည်းအမတန်အမြန်ဆန်အဆင်ပြေရဖြစ်ပါတယ် လာမဲ့ရွေးကောက်ပွဲမှာအာဒီပေါ့ပြည်သူတယောက်နေနဲ့လာရောက်ပြီးတော့မဲပေးတော့မယ်ဆိုရင်ဒီပေါ့နောက်သူ့ရဲ့အဲဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်လေးတွေကိုလည်းရှင်းပြပေးပါအောင်ဆရာ ပထမဆုံးဝင်လာပြီဆိုရင်ကျွန်တော်ဒီမှာရှိတဲ့ဟလာကျွန်တော်ဟိုပြည်သူလွတ်တော်အမျိုးသားလွတ်တော်တိုင်းတိုင်းလွတ်တော်ပြီးတော့လွတ်တော်၃ရက်ရှိပါတယ်။ဒါမဲဆန္ဒရှင်ပြည်သူတွေဒီအလွတ်တော်၃ရက်ကိုမဲပေးရမှာဖြစ်ပါတယ်။ဒီမှာရှိရင်ပြီးတော့ကရင်လူမျိုးရခိုင်လူမျိုးကိုယ်တည်းလောင်းကိုလည်းဟလာပါတီပါလာမဆိုရင်ဟလာဒီမှာလူမျိုးတွေပါလာမဆိုရင်တော့သူတို့လည်းဟလာတက်ဆိုင်ရာကိုယ်တည်းလောင်းကိုဟလာရွေးချယ်ပြီးတော့မဲပေးရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီမှာမဲပေးတဲ့ခါမှာတော့ရင်းလိုပါပဲ။ရုပ်ောက်ပွဲဒီမှာပဲ။ လိုပဲကျွန်တော်တို့ပရမတ်တို့ဝင်လာပြီဆိုရင်ဟလာမဲလက်မဲ့ဟလာစစ်စေးသူမဲလက်မဲ့ထုတ်ပေးသူเนี่ยမဲလက်မဲ့အခုလက်ရှိထုတ်ပေးသူဒီဟလာကျွန်တော်ဒီဆက်ကိုကင်တဲ့ထဲချုပ်ဆက်ကင်တဲ့သူဖြစ်သွားမှာဖြစ်ပါတယ်အဲ့တော့ဝင်လာပြီဆိုရင်သူတို့သဆိုင်ရာဟလာမဲဆန္ဒရည်ပြည်သူဒီဆန္ဒပြုကန်တဲ့ကိုဝင်ပြီးတော့ဒါမဲတဆိုင်ရာပါတီကိုကြိုက်နေတတ်တဲ့ပါတီပေါ့ဒါကိုမဲကလပ်ကလေးကိုတစ်ချက်နှိပ်ပြီးတာလေဒါဒီမှာကြည့်ရသူ့ရဲ့ဟလာသူ့ရဲ့မဲပေးခြင်းလုပ်ငန်းကပြီးဆုံးတော့မှာဖြစ်ပါတယ်ပြီးရောတဆိုင်ရာထွက်ပြီးတော့ဟလာကျွန်တော်ပြီးနောက်ဆုံးမှာတော့နှင်းတို့ပြီးရောဒါသူ့ရဲ့ဟလာရေကောက်ပွဲဒီလက်ရှိရေ 各位嘛，都要台湾嘛，都台湾，没比得上啊！比什么都麻烦。那年那年呢，那新闻没比麦肯扎吉利了，比吧比吧。这那我我我流浪呢。 နော်ပါလေပြည်တော်လည်းပါတီစိုးဒီမိုကရေစီစနစ်ကြီးကိုနော်ဖျောက်တွန်းစွာအောင်မြင်စွာရှောင်နိုင်ရေးအတွက်ရွေးကောက်ပွဲဆိုတာမဖြစ်မနေလိုအပ်ပါတယ်ဒီရွေးကောက်ပွဲဖြစ်မှာတဲ့ကျွန်တော်တို့ပြည်သူတွေလိုအားတဲ့နော်အစိုးရတည်းရလည်းပေါ်လာမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အခက်အခဲတွေမှန်နေမှာကိုလွှတ်တော်ကြီးတက်မှာအကုန်လုံးလိုလဲကူကူနဲ့တင်ပြနိုင်မယ်လိုလဲကူနဲ့လည်းဆုတ်ပြနိုင်မယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီစနစ်ကြီးကိုနော်လိုလိုလားလားနဲ့တောင်းတနေကြောင်းတိုက်တွန်းပြောရလိုပါတယ်